မင်္ဂလာပါရမယာအင်စတီကျူနိုင်ငံရေးသုတေသနဌာနနဲ့လွတ်လပ်တော်မူတဲ့အေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ရင်းချင်ရေးသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့98ချိန်မြောက်မူအမျိုးသားနေမှထူခြားသည့်တဝန်လွှာနဲ့ထောက်ပြန်ညင်ညာချက်များဆိုတဲ့အကောင်းဆုံးနဲ့ကျွန်မနှုန်တဲ့ကပြောပြပေးသွားမှာပါ လက်ရှိမွန်နိုင်ငံရဲ့အတိုင်းဝိုင်းကြမှာလက်တွေ့ကြတဲ့မွန်ပြည်တိဆောက်ရေမှားပြူဟာတရက်ရေဆွဲဖို့လိုအပ်နေတဲ့အချိန်အခါဖြစ်ပါတယ်။နှစ်စဉ်သဘိုးသွဲလိုက်ပြီးကြောတရက်နေ့ရောက်တိုင်းမွန်လူတို့တရက်လုံးကမွန်မျိုးသားနေအခမ်းအနားကြီးကိုဆင်နွှဲလာတာဟာ86နှစ်အထိရောက်ရှိခဲ့ပါပြီ။ ဒါပေမဲ့မွန်တို့လိုချင်တဲ့နိုင်ငံရေးဘန်းနိုင်တဲ့ဝေးကွာနေစေပါအခုအပတ်စီငိမ့်ချင်းရေးသုံးသက်ချမှာ88ကျင်းမြောက်မူမျိုးသားနေအခမ်းအနားကိုပိတ်ပို့လာတဲ့တဝန်လွှာနဲ့အဖွဲ့စီအသီးသီးတို့ရဲ့ထုတ်ပြန်ကြေညာချက်တွေထဲကထူးခြားတဲ့အချက်အလက်အချို့ကိုကောက်နှုတ်တင်ပြထားဖို့ပြင်ဆင်ထားပါတယ်ပရမဆုံးအနေနဲ့မွန်ညွညရေးပါတီဥက္ကဋ္ဌနိုင်မြင့်ဆွေနိုင်လူဝီအောင်ရဲ့တဝန်လွှာမှာပါတဲ့အချက်လက်အချို့ကိုကြည့်ကြရအောင်ပါ။ 2023ခုနှစ်စစ်တပ်အာဏာသိမ်းမှုကိုဝန်ညွညွရေးပါတီကမကြိုက်ပေမဲ့ပြည်သူအကြိုအတွက်စင်ကြင်သုံးသပ်ပြီးလူညက်ပြော့ပြောင်းတဲ့လမ်းစဉ်ကိုရွေးချယ်ရှောင်လန်းခဲ့တာဟာယနေ့အထိတိုင်ပဲလို့သုံးဝလောမှာဖော်ပြထားပါတယ်။မုံလူမျိုးတို့အနေနဲ့မိမိတို့ရဲ့လောက်ပိုင်ခွင့်အာဏာပြန်လည်ရရှိဖို့နဲ့ ဖွဲ့ဖြိုးတိုးတက်ရေးအတွက်အရက်ဘက်အဖွဲ့အစည်းတွေစာပေနဲ့ရင်ကျေမှုမွန်ပညာရေးထိုင်းသိမ်းမြင့်တင်ဆောင်ရွက်ရမှာဖြစ်ပြီးမွန်နိုင်ငံရေးကိစ္စရမှာလဲကန္ဓာအတီးတီမှာကိုပိုင်စွမ်းဆောင်ရည်တွေနဲ့စူးစားရုံးကန်ကြရမှာဖြစ်ပါတယ်ခက်ခဲတဲ့အခြေအနေကနေအောင်မြင်တဲ့ဗန်းနိုင်စီတို့ကြော်လွှတ်ပြောင်းလဲနိုင်ရေကိုအားလုံးညီညွတ်စွာဖြင့်စူးပန်းဆောင်ရွက်သွားကြဖို့လိုအပ်တဲ့အကြောင်းမွန်ညွတ်ရေးပါတီဥက္ကဋ္ဌရဲ့တဝန်လွှမ်းမှာဖော်ပြရေးသားထားတာကိုဖတ်ရှုရပါတယ် အခုအခါမှာတော့အနာဒိုင်းစစ်ကောင်းဆောင်နဲ့ထိတွေ့ဆက်ဆံနေတဲ့ဝါရဲမွန်တော်လေးရဲ့လက်နက်ကိုင်းအဖွဲ့ဖြစ်တဲ့ဝန်ပြည်သက်ပါတီဥက္ကဋ္ဌနိုင်ဟန်သာရဲ့တမွန်လှော်ပါ မွန်ပြည်ဟန်တော်ဒီပြတ်တုံးချင်းကောစာတက်ကြရ1139ခုနှစ်အားစပြီးဒီကနေ့အချိန်ထိခက်ဆက်ဆက်တိုက်ပွဲဝင်ခဲ့ပေမယ့်မွန်ပြည်ကိုပြန်လည်မထူထောင်နိုင်သေးတဲ့ဖြင့်မွန်တို့ရဲ့အင်အားမှလည်းတဖြည်းဖြည်းဆုတ်ယုတ်လာနေတယ်လို့နိုင်ဟန်တာကသုံးသပ်ထားပါတယ်။ဒါကြောင့်မွန်လူထုတွေအနေနဲ့မွန်တော်လိုင်းရင်းမှဝင်ရောက်ပြီးပူပေါင်းပါဝင်အပြည့်ဖို့လိုအပ်ကြောင်းမဟာမိတ်အင်အားစုတွေနဲ့လည်းလက်တွဲပြီးမွန်ပြည်ခရီးပန်းတိုင်းကိုရောက်ရှိအောင်စစ်ကြံအားထုတ်သွားကြပါစို့ဆိုပြီးတိုက်တွန်းထားပါတယ်။မွန်ပြည်တဲ့ပါတီပဟိုရဲ့ထိုင်းချုပ်နယ်မြေဖြစ်တဲ့ဖျားသွန်းစုမျိုး မြို့နယ်မှာရှိတဲ့ဂျပန်ရေတွင်းရွာမှာဥက္ကဋ္ဌကြီးနိုင်ဟန်တာကတက်ရောက်ပြီးတမမတိမိတ်ခွန်လဲပြောကြားခဲ့ပါတယ်။တနိုင်ကံလုံးစစ်ပေးတံမြစ်ပြီးစစ်သက်ကနေဖမ်းဆီးတပ်ဖြတ်မှုကြကြပြပြလုံးဆောင်နေချိန်မှာမွန်ပြည်သူလူထုအလုံးသတိဝိရိယနဲ့နေထိုင်ဖို့နဲ့ဒီကနေ့ဖြစ်ပေါ်နေတဲ့အခက်အခဲအကျအတဲကိုမွန်ပြည်သက်ပါတီမှလက်လံမိတလို့ပြည်သူလူထုတွေကိုကာကွယ်တော်မယ်လို့လဲမိတ်ခွန်ပြောဆိုချိန်မှာနိုင်ဟန်တာကထပ်တွင်ပြောကြားခဲ့ပါတယ်။နောက်ဆုံးအနေနဲ့အခုနှစ်ကြာရောက်တဲ့အမျိုးသားနေအထိုင်မှတ်တွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေလဲတမှုလှသောင်းရေးတာပြဖို့ခဲ့ပါတယ် ီနေ့ကြာရောက်တဲ့မွန်အမျိုးသားနေမှာအစားတင်ပြီးမွန်အမျိုးသားခေါင်းဆောင်ကြီးတွေမွန်တိုင်းဒေါ်ဒေါ်လန်ရဲ့တပ်ဖွဲ့တွေမွန်ပြည်သူလူထုနဲ့မွန်ပြည်အသွင်းရှိမွန်အနယ်ဝယ်လူမျိုးစုများအားလုံးညှော်ရည်နေတဲ့အမျိုးသားတန်းသူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အပြေဝရရှိတဲ့ Federal Democracy ပြည်ထောင်စုတည်ကိုအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်အခြားမဟာမိတ်တိုင်းဒေါ်ဒေါ်လန်ရဲ့တပ်ဖွဲ့တို့နဲ့ပူးပေါင်းပြီးထူထောင်နိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရကအထူးအလေးမြတ်ပြု ဖိတ်ခေါ်ထားတာကိုတွေ့ရပါတယ်။ KSSS စစ်အာဏာရှင်စနစ်ဆက်ကြည့် ရဲမှသည်အခုຫນွေဦးဒေါ်လာရဲ့တိုက်ပွဲကာလအထိပြည်သူလူထုဘက်ကနေရက်တီတိုက်ပွဲဝင်ခဲ့ကြပြီးအသက်သွေးချွေစသေးပေးဆက်ခဲ့ကြတဲ့မွန်အမျိုးသားခေါင်းဆောင်မွန်သူရဲကောင်းတွေနဲ့မွန်ယဟန်းရှင်ចောင်းသားပြည်သူတွေကိုအမျိုးသားညီညွတ်ရေးအစိုးရကဂုံပြူဦးညွတ်ចောင်း88နှစ်မြောက်မွန်မျိုးသားနဲ့တုံ့ဝန်လောမှာရေးသားပေးပို့ခဲ့ပါတယ် ဒီကနေ့ဖြစ်ပေါ်လျက်ရှိတဲ့နိုင်ငံရေးပဋိပက္ခတွေကိုပါဝင်ပတ်သက်နေတဲ့ပုံကိုအလုံးအနေနဲ့အမြန်ဆုံးအပြေရှားနိုင်ခြင်းမရှိဘူးဆိုရင်ပြည်သူလူထုရင်ဆိုင်နေရတဲ့ဒုက္ခတွေပုံမသွန်းပွားလာနိုင်ပြီးနိုင်ငံဟာလည်းချွတ်ချောင်ကျသွားမယ်လို့မွန်ညွညွရေးပါတီ MUB ကထုတ်ပြန်ပြောဆိုထားပါတယ်။ ဒါကြောင့်မြမောက်နိုင်ငံရဲ့အခင်အကျင်းနဲ့ဆက်ဆက်နေတဲ့တာဝန်ရှိပုဂ္ဂိုလ်တွေအလုံးအနေနဲ့အင်အားစုအသီးသီးရဲ့ရည်တည်ချက်နဲ့ဆောင်ရွက်မှုနီလန်မှန်ချင်းမှာချင်းကိုပဓာဏမထားပဲတိုင်းသားပြည်သူတရက်လုံးဒီနေ့ကာလအထူးခိုက်ခံစားနေရတဲ့ဒုက္ခတရားတွေကနေအမြန်ကြော်လော်လွတ်မြောက်နိုင်ရေးကိုအဓိကထားပြီးရင်ဆိုင်နေရတဲ့ပြဿနာတွေကိုနိုင်ငံရဲ့နီလန်နဲ့ဆွေးနွေးအဖြစ်ရှာသင့်ပြီးဖြစ်ကြောင်း98ကြိမ်မြောက်မူအမျိုးသားနေမှာ MUB ကသဘောထားထုတ်ပြန်လာပါတယ်။မွန်ပြည်သက်ပါတီအနေနဲ့လည်းလက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့နိုင်ငံရဲ့ က်အခြေအနေတွေကိုအမြဲတစေလေ့လာစောင့်ကြည့်လျက်ရှိရာကိုကံကြမ္မာကိုဖန်တီခွက်ကိုရှေ့ထားပြီးနိလန်ပေါင်းစုံနဲ့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်မွန်တမျိုးသားလုံးညီညွတ်ရေးမှာအရေးကြီးတဲ့အတွက်နိုင်ငံရေးအမျိုးသားရေးအမြင့်တဘောသားများတိုင်ပင်နှိမ့်တော်ဖလဲကြဖို့မွန်အမျိုးသားညီလာခံမှာဆွေးနွေးညှိနှိုင်းဆောင်ရွက်တဲ့ကြောင့်98ကြိမ်မြောက်မွန်အမျိုးသားနေမှာမွန်ပြည်သက်ပါတီ MNSP ကတဘောသားထုတ်ပြန်လိုက်ပါတယ် နောက်ပြီးမွန်ဒော်လေးရဲ့အာခိုင်မအားကောင်းလာရဲ့အတွက်အင်အားစုတစ်ခုဖြစ်ပေါ်လာစေရေကိုမူမြစ်တဲ့ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး MSP AD ကကျိုးပန်းဆောင်ရွက်သွားမှာဖြစ်တဲ့ကြောင့်ထောက်ပြန်ပြောဆိုလာပါတယ်။မွန်လူမျိုးတို့ရဲ့ကိုယ်ကစမာကိုဖန်တီခွေအခွေအရေးကိုမွန်လူမျိုးတွေကိုယ်တိုင်တိုက်ပွဲဝင်မှသာရရှိနိုင်မယ်လို့ MSP AD ကယုံကြည်နေတာပါ။ အဲ့ဒီလိုမျိုးတိုက်ပွဲဝင်ရမှာမွန်သမျိုးသားလို့ဖူပေါင်းပါဝင်နိုင်မှသာအောင်ပွဲကိုအမြန်ဆုခူနိုင်မှာဖြစ်ပြီးပြည်တွင်းပြည်ပရှိမွန်အမျိုးသားများအလုံးအမျိုးသားရေးတောင်းမှုအသည့်ဆိုင်နဲ့မွန်အမျိုးသားလူမျိုးရေးတိုက်ပွဲမှာကြာရကန္တနိုင်ရဝမကိုစီပါဝင်ထင်ရွက်ကြဖို့98ကြိမ်မြောက်မွန်အမျိုးသားနေမှာ MNSP AD ကအလင်းနဲ့ထားတိုက်သွန်းထားပါတယ်။ရမညာမွန်ပြည်အသွင်းနဲ့ပြည်ပမှာရောက်ရှိနေတဲ့မွန်ပြည်သူလူထုအပေါင်းတို့ကို MNFC ကအခုလိုပြောထားပါတယ်။ ဒီကနေ့ဆက်အာနာရှင်စနစ်ကိုတိုက်ခိုက်နေတဲ့ဒေါ်လိုင်ရေဟာဘာဒီတပတိအာနာရရှိရေးအတွက်တိုက်နေခြင်းမဟုတ်ပါ။တိုင်းသားပြည်သူတွေလိုလားတောင်းတာတဲ့ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ပဲဖြစ်တယ်လို့ဆိုပါရတယ်။ရမယဖက်ဒရယ်အင်အားစုတဲ့မော်လမြိုင်တက္ကသိုလ်ကျောင်းသားများတမကမွန်အမျိုးသားကောင်စီဩစတြေးလျမွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊မွန်ပြည်ဖွံ့ဖြိုးရေးစံတာ၊မွန်အမျိုးသမီးနဲ့ကလေးအခွင့်အရေးအဖွဲ့အစားတဲ့အဖွဲ့အစည်း၆ခုတို့ကလည်း မွန်ပြည်သူများလိုလားတဲ့တခုတည်းသောမွန်ပြည်အစိုးရအမြင့်ဆုံးဖော်ဆောင်ဖို့မွန်ပြည်သူများအနေဖြင့်အာဏာရှင်စနစ်အားလှဲနေလျအောင်မြင်းဆောင်မကြံအတူတကွကြားရကန္တာမှတွန်းလှန်တိုက်ပွဲဝင်သွားဖို့မွန်ပြည်လူမျိုးရေးနဲ့ကိုကံစမာကိုဖန်သေးခွေအတွက်တိုက်ပွဲဝင်နေသူများအားပြည်တွင်းပြည်ပရှိမွန်လူတို့မှဝေရောက်အပြည့်ကူညီထောက်ပံ့ပေးဖို့ဆရာနာရှင်စနစ်သက်ဆိုးရှည်စေမြင့်အတူရောင်ရွေးကောက်ပွဲနဲ့အကျိုးသူပေါင်းနေသူများအားလုံးကိုပုံရံသူအဖြစ်သတ်မှတ်ဆက်ကျင်တော်ဖို့ မွန်တဒအသွေးရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီများအားမွန်ပြပေါ်ထုံးရဲ့အတွက်အချက်၅ချက်ကိုတိုက်တွန်းတောင်းဆိုထားတာကိုတွေ့ရပါတယ်။ 98ကျိမြောက်မူအမျိုးသားနေအတွက်ပေးပို့လာတဲ့တမွန်လွှာနဲ့ထုတ်ပြန်ကြေညာချက်တွေကိုလက်လာကြည့်ရှုပြီးတဲ့နောက်အဖွဲ့စီအသီးသီးတို့ရဲ့မတူညီတဲ့ချင်းကပ်ပုံကိုတွေ့မြင်ရပါတယ်။အထူးသဖြင့်မြေပေါ်မှာရက်တိလှုပ်ရှားနေတဲ့မွန်ညွတ်ရေးပါတီရဲ့ရက်တိချက်တဘောတာကအခြားထွန်လိုက်အဖွဲ့စီတွေနဲ့မတူပဲလုံးဝခြားနာနေပါတယ်။အမျိုးသားလူမျိုးရေးအတွက်နိလန်ပေါင်းဆောင်အသုံးပြုမယ်ဆိုတဲ့မွန်ပြည်သက်ပါတီကိုကြည်လိုက်မယ်ဆိုရင်စစ်ကောင်စီအပေါ်ရေစတဲ့ဖက်မိမှုတ်တဲ့ဖက်ပြူဟာခင်ပြီးစစ်မျက်နှာဖွေထားတာကို ရှင်းလင်းစွာတွေ့ရပါတယ်။ဇန်နဲ့မွန်တော်လိုင်းရဲ့အောက်စုတို့ကတော့ရွေးဦးတော်လိုင်းရင်းနဲ့တူစစ်အာဏာရှင်စနစ်ကိုအပြုတ်တိုက်ဖို့တန်တိုက်ထန်ချမှတ်ထားကြပါတယ်။အခုလိုနီလန်တွေမတူကြပေမဲ့မွန်တို့ရဲ့အန်တီမာအီမန်ချက်ပန်းနိုင်ဟာအတူတူပဲဖြစ်တဲ့ကြောင့်မွန်သမျိုးသားလုံးကသွေးစည်းညီညွတ်စွာနဲ့ မကြမီပြုတ်လုံမဲ့မိုးမျိုးသားညီလာခံမှာသက်ဆိုင်ရာအစုအဖွဲ့များအလုံးက အကျိတ်နယ်ဆွေးနွေးညှိနှိုင်းပြီးလက်တွေ့ကျတဲ့မွန်ပြည်တည်ဆောက်ရေးမဟာဗျူဟာတရက်ရေးဆွဲနိုင်ဖို့ရမ်မြအစ်စီဂျူနိုင်ငံရေးသူတည်တနာဌာနရိုက်ကအကြံပြုတိုက်တွန်းလိုကြောင်းတင်ပြလိုက်ရပါတယ်ရှင်ဒီခုတုံးတဲ့ချက်စာရန်ကို ရမ ्या အစီဂျူမှာနိုင်ငံရေးသူတွေတီများရေးသားထားပြီးအင်မနာကရုပ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းစုမှုကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။